အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့လာခွေညမှာပြုလုပ်လို့ရမယ်ရေရာလေးတစ်ခုမရောက်ပေးမှဖြစ်ပါတယ်ပထမတစ်ခုကတော့အညံ့နေပျောက်ပြီးအကောင်းလေးလာဖို့အတွက်ရေရာတစ်ခုရဲ့ဒုတိယတစ်ခုကတော့အခြေအတွက်ရေရာတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ပထမရေရာတစ်ခုကိုအရင်မရောက်ပေးမှဖြစ်ပါတယ်ဗျာအဲ့တော့ဒီဒီရေရာလေးကလာခွေညတွေလုပ်လို့ရှိရင်ပိုလို့အစွမ်းတက်စေတယ်ပေါ့ဖူးဖြစ်စေတယ်လာခွေညဆိုတာကျွန်တော်တို့တွေကွယ်သွားတယ်ပျောက်သွားတယ်အဲကျွန်တော်အဲ့လိုမျိုးစွမ်းအားမျိုးတွေများစွာရှိပါတယ်အဲ့တော့ဒါကြောင့်မလို့ ဒီရတရားကိုလာပြီးညမှာလုပ်လို့ရှိရင်ပို့လို့ဆွမ်းမှာဖြစ်ပါတယ်ဗျဟုတ်ပြီဒါဆိုရင်ပထမရတရားကတော့ကျွန်တော်တို့မှာအညံ့နေပျောက်ပြီးတော့အကောင်းနေပဲလာဖို့အတွက်လုပ်မယ့်ရတရားလေးပဲဖြစ်ပါတယ်လုပ်မှလေးကလည်းအရန်လွယ်ပါတယ်ကျွန်တော်ကျွန်တော်တို့တွေဟိုစာရွက်အဖြူဖြောင်းလေးတရွက်လို့မယ်အဲ့ဖြောင်းလေးဖြူဖြောင်းတရွက်ပုံမှာကျွန်တော်တို့ပြောက်သွားခြင်းနဲ့ဟာကျွန်တော်တို့အစင်မပြေခြင်းနဲ့ဟာကျွန်တော်တို့မှာရှိတဲ့ခက်ခဲတစ်ခုပေါ့နော်အဲ့ဒီခက်ခဲတစ်ခုကိုပဲ30နဲ့3ခေါက်ရေးမယ် ်အခက်ခဲတစ်ခုကို33ခေါက်ရေးလိုက်မယ်အဲရေးလိုက်မယ်ဥမဥမဆိုကြပါတော့အဲအကျွေးပြဿနာခက်ခဲများအဲအဲ့လိုမျိုးကိုဖြစ်နေတဲ့ခက်ခဲကိုကိုရေးလို့ရတယ်ငွေကြေးခက်ခဲများအလောက်ကန်ခက်ခဲများအမိသားစုခက်ခဲများအခြေခက်များစပြီးကိုဖြစ်နေတဲ့ခက်ခဲတစ်ခုတည်းကိုနော်33ခေါက်ရေးလိုက်မယ်ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်တို့ကအဲ့ဒီစာရွက်အဖြူအဲ့စာရွက်အဖြူလေးကိုည9:00တတိပေါ့ည9:00တတိမှာဒါတို့ လကောညဆိုတော့အရင်မှောက်နေမှာပေါ့နော်ညကုနဲ့ဒီတိမှာအိရှိကိုသွားမယ်အိရှိကိုသွားပြီးတော့ကျွန်တော်တွေအိလင်မန်းလေးတစ်ခုပေါ်မှာအဲ့ဒီခုနယူလာတဲ့စက်ကူလေးကိုရေးထားတဲ့စက်ကူလေးကိုမီးရှို့အောင်မယ်မီးမီးရှို့နေစဉ်တွင်းမှာလဲစိတ်စိတ်ထဲမှာပေါ့နော်အော်ငါးစီမှာရှိတဲ့ခက်ခဲတွေအားလုံးကလောင်မြိတ်သွားပြီပဲပြာကျသွားပြီပဲဆိုပြီးတော့မီးမီးရှို့လိုက်မယ်အဲ့ဒါလေးတွေလေးလေးနက်နက်လေး3မိနစ်လောက်ဆူတောင်းပြီးမှရှို့နော်အဲ့တော့မီးရှို့လိုက်မယ်မီးရှို့လိုက်ပြီးပြာလေးလေးအဲ့လင်မုံမှာကျန်နေလိမ့်မယ် အဲ့ပြာလေးလေးကိုအตาလေးဆုပ်ယူလိုက်မယ်ဆုပ်ယူဆုပ်ယူလိုက်ပြီးတော့အဲ့ပြာလေးကိုကြည့်ပြီးပြောမှာငေါဒီအဲ့ရေးတဲ့စာတွေပဲပြန်ပြောင်းမှာပေါ့နော်ငားစီမှာရှိတဲ့အကျွေးပြန်တာခက်ခဲများအဲ့ဆက်ပြီးကိုရေးတဲ့ကိုရေးတဲ့ခက်ခဲကိုကိုပြောမယ်အဲ့ဒါကို33កောင်ပြန်ပြောမယ်အဲ့ဒါတွေကိုပြောပြီးတော့အဲ့ခက်ခဲတွေအားလုံးကဒီမှာရှိတဲ့ပြာနဲ့တူလေထဲကိုလွင့်သွားစေပျောက်သွားသေးစုပြီးဖူးတဲ့ဆိုရင်မှုတ်ထုတ်လိုက်မှဖြစ်ပါတယ် ဒါဆိုရင်ပထမရေတရားပြီးပြီအရန်လွယ်နော်ကျွန်တော်ပြန်ပြပပြပါမယ်ဆာရွက်ဖြူလူဖြောင်းလေးတရက်ပေါ်မှာကိုဖြစ်နေခက်ခဲတခုကို33ခေါက်ရေးမယ်ရေးပြီးတော့ကျွန်တော်လည်းခောက်သိမ်းထားပါတော့ခောက်သိမ်းတာတကယ်လို့ညကိုနိုင်မှညကိုနိုင်ထုတ်ခွက်နေမှတွေ့လေညကိုနိုင်ထုတ်ခွက်နေမှလုံးလို့ရတယ်အဲ့တော့ကိုနိုင်ထုတ်ခွက်နေမှဟိုးဆိုလို့ရှိရင်လည်းအဲ့ဆောက်ရွက်ဖြူပြောင်လေးကိုအဲ့ကတည်းကထဲ့ထဲ့တာထဲ့တာနော်အဲ့ကတည်းကထဲ့ဆောင်တာညကိုနိုင်ထုတ်ရတဲ့ဒီစီကိုလုံးမယ်အဲ့လုံးပြီဆိုလို့ရှိရင်ကျွန်တော်ခုနပြောလို့ပဲလင်မတ်တစ်ချက်ယူမယ် အဲ့ဒီလေမန်းတစ်ချက်ယူပြီးတော့ကျွန်တော်လုံနေစဉ်အတွင်းမှာလဲပေါ့နော်ကိုယ့်ရဲ့ခက်ခဲပြက်ပြက်နာတွေကပျောက်သွားပြီဟိဆိုတဲ့ယုံကြည်နေအပြည့်နဲ့လုံမယ်အဲ့တော့မီးရှို့အဲ့ဒီစာရွက်လေးကိုမီးရှို့လိုက်မယ်ရှို့နေစဉ်အတွင်းမှာပဲကျွန်တော်တို့ဒီစိတ်ထဲမှာပေါ့နော်ခုနပြောလို့ပဲငါးစီမှာရှိတဲ့ခက်ခဲတွေကကျွန်တော်တို့ လိုင်းမြောက်လိုင်းမြောက်သွားပြီမီးရှို့ပြာကျသွားပြီဆိုတော့စိတ်စင်နာအပြည့်နဲ့စိတ်စင်နာနဲ့ဆူတောင်းပြီးတော့ရှို့မယ်ပြီးလို့ရှိရင်အဲ့ပြာလေးလို့ယူလိုက်မယ်ယူပြီးခုနရေးတဲ့ခက်ခဲကိုသုံးတော့သုံးကောင်ပြောမယ်ဖူးတဲ့ဆိုလေးတဲ့ကိုမှုတ်ထုတ်လိုက်မနဲ့ကြလို့ရှိရင် လုံးဝကောင်းသွားပါပြီဟုတ်ပြီဒါဆိုလို့ရှိရင်ပထမရတရားပြီးပြီ okay ဒါဆိုရင်ဒီဟာဒီနေ့ပြီးပြီဟုတ်ပြီအဲ့ညလုတ်ပြီးဆိုတော့ ਨੇ နောက်မနေ့ကျရင်လုံးမဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါလေးကအရန်လွယ်တယ်ကျွန်တော်တို့ကဒီတာသနာအလံလေးဆယ်လက်လုံးမယ် အဲ့တော့တန်တနာလန်တော့ကျွန်တော်တို့ဖျားနေမှာဈေးနေမှာရှိရေနော်တန်တနာလန်တော့မဟုတ်တန်တနာလန်မရှိဘူးစာရွက်ပဲရှိတယ်ဆိုလို့ရှိရင်ကိုယ့်ကိုထုတ်ချောင်းလေးနဲ့အလန်ပုံစံမျိုးလုပ်လို့ရတယ်နော်အဲ့မျိုးလုပ်โอเคဒါဆိုရင်အညံ့နေပျောက်သွားပြီအဲ့မနေ့မှာအကောင်းလေးလာဖို့အတွက်လုပ်မယ့်ရာလေးရာလေးတစ်ခုရှိတယ်ခုနပြောလို့ပဲတန်တနာလန်ဆယ်လက်ပေါ့နော်တာတန်တနာလန်ဆယ်လက်ကိုလိုးမယ်အဲ့လိုပြီးတန်တနာလန်မှာဗာလေးရမလဲဆိုတော့ကိုယ့်နာမည်ကိုယ်ယူရေးမယ်ဥပမာကြော်ကြီးရလို့ဆယ်တယ်ဆိုတော့ကြော်ကြီးပေါ့အကြော်ကြီး ကြော်ကြီးအောင်လံထိုးဟိုးဟိုးကြော်ဟဲ့ဥမာကျွန်တော်ကျွန်တော်လုတ်တယ်ဆိုလို့ရှိရင်လည်းကိုတိုင်းအောင်လံထိုးဟိုးဟိုးကြော်ဟဲ့အဲ့ဒါမျိုးလေးကိုရေးမယ်အဲ့ဒါမျိုးလေးကိုကျွန်တော်10 10ခုဆိုတော့10ခုသလုံးမှာအဲ့ဒါမျိုးလေးရေးမယ်ရေးပြီးတော့ကျွန်တော်တို့ဖျားကိုသွားပြီးတော့ဖျားဒီမှာလည်းလူလို့ရတယ်လို့ကို့အိမ်မှာဖျားအကြောင်းတော်နေမှာတယ်လူထားတင်ထားလို့ရတယ်နော်အဲ့တော့ဖျားတွေသွားမယ်ဆိုတော့ဖျားဒီမှာတာ တာတနတ်လန်လူခဲ့လို့ရတယ်အဲ့တော့ဖះရီမသွိုင်းလူလို့ရတယ်ကိုအိမ်မှာအိုးကိုအိမ်ဖះမှာလည်းလူလို့ရတယ်ဒီဟာဒီဟာလေးလို့ကျွန်တော်နှစ်ပတ်တစ်ခါဖြစ်စီသုံးပတ်တစ်ခါဖြစ်စီတစ်လတစ်ခါဖြစ်စီမကြမကြလူပေးပါမိတ်ဆွေများရဲ့နာမည်ဂုံတည်းနေဟိုးဟိုးကြော်ပြီးအောင်မြင်မှုထုတ်ထိတ်ရောက်ပါလိမ့်မယ်အောင်မြင်ကြကြပါလိမ့်မယ်ဒါဆိုလို့ရှိရင်ပထမယရိယအဲ့တော့အစိုးရပြောက်ပြီးအကောင်းစီလာစီမဲ့ယရိယပြီးသွားပါပြီ။အပြီးတော့ဆိုတော့ဒုတိယယရိယတစ်ခုကတော့ချေးယရိယပဲဖြစ်ပါတယ်။ချေးယရိယကတော့ကို ိုကောင်လေးကိုကောင်မလေးကိုပြန်ခေါ်တဲ့ပြန်တွေ့ကျင်တဲ့လူများအတွက်ဒီရတရားကိုလို့လို့ရပါတယ်ဥမာကိုကောင်လေးကဝေးရောက်နေတာတို့ကိုကောင်မလေးကဝေးရောက်နေတာတို့အတခြားလူမျိုးပါတော့တာတို့စပြစ်ကိုစီကိုပြန်လာတဲ့ချင်းဒီရတရားလေးလို့လို့ရပါတယ်အရန်လွယ်ပါတယ်အဲ့တော့သူလည်းထိုထိုနည်းတူပဲည9နိုင်မှာပဲလုံးမှာဖြစ်ပါတယ် အဲ့တော့ည9နာရီတုံမဟုတ်10နာရီပေါ့နော်။တူတော့အချိန်အချိန်ကန့်တတ်မရှိဘူး။မိုးချုပ်တယ်ဆိုလုတ်လို့ရပါပြီ။တချို့လည်းဆော့ဆော့လုတ်ကြတယ်9နာရီထဲနဲ့တချို့လုတ်ကြတယ်။တချို့လည်း10နာရီမှလုတ်ကြတယ်။တချို့လည်း7နာရီမှလုတ်ကြတယ်။တော့လည်းအချိန်ကန့်တတ်မရှိဘူး။ညမိုးချုပ်တာနဲ့လုတ်လို့ရပြီ။အဲ့တော့ဘာလေးလိုရလဲဆိုတော့မှန်တစ်ချက်လိုမယ်။မှန်တစ်ချက်ကိုကျွန်တော်တို့တွေပိုက်ထားမယ်။မှန်တစ်ချက်ကိုပိုက်မှမယ်။မှန်ကိုလည်းအပြင်ဘက်ကိုလဲ့ပြီးပိုက်ထားမယ်။အပြင်ကိုထွက်သွားမယ်။ကိုယ့်ရဲ့ခြံကိုယ့်ရဲ့အိမ်အိမ်ပြင်ပေါ့နော်။ခြံခြံထဲမှလုတ်လို့ရတယ်။တကယ်လို့ ိုက်ခန်းနေနေတဲ့မိတ်ဆွေများများဆိုလို့ဆိုလို့ရှိရင်တိုက်ခန်းအပြင်ဘက်လေးပေါ့နော်အဲ့လိုမျိုးမှလည်းလှုပ်လို့ရတယ်ဒါမှမဟုတ်လည်းကိုယ်တိုက်ခန်းအပေါ်ပေါ်မှာလှုပ်လဲရတယ်အိမ်နဲ့နေတဲ့မိတ်ဆွေများကတော့ကိုယ့်ရဲ့အိမ်အိမ်ခြံထဲမှာလှုပ်လို့ရတယ်မှန်တစ်ချက်ကိုပိုက်သွားမယ်ပိုက်ပြီးတော့ခြေစုံရက်မယ်ခြေခြေစုံရက်ပြီးတော့ကိုယ်ပြန်လာစေခြင်းကိုယ်ပြန်လာစေခြင်းနဲ့လူကိုယ်နောက်ရောက်စေခြင်းနဲ့လူကိုယ်တွေးခြင်းနဲ့လူရဲ့မျက်နာကိုအာယုံပြုတ်ပြီးတော့ဆက်ကမင်းတိတိကျွန်တော်ခေါ်နေရမှာဖြစ်ပါတယ်ဥမာမနေ့ဖြစ်လဲ မနီစနေသမီးငါးစီကိုမြန်ပြန်လာပါပဲမောင်ဖြူဖြူလည်းမောင်ဖြူကြာသာပတိသာငါးစီမြန်ပြန်လာပါစေအဲစားပြီးအဲ့ဒါမျိုးလေးလေးကို15မိနစ်တည်းဆန်တော့လေးလေးလက်လက်လေးသူ့မျက်နှာကိုအာရုံပြုတ်ပြီးစိတ်ထဲကနေခေါနေရမှာဖြစ်ပါတယ်မှန်လေးကိုပိုက်မယ်နော်โอเค15မိနစ်ခေါ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အခုနှံပြောတဲ့ဟာကိုနှခမ်းနီလေးနဲ့ ဒါတော့မို့နှခန်းဒီတော့ယူသွားမယ်เนาะနှခန်းဒီနဲ့အဲ့မှန်မှရေးမယ်။ငါကျွန်တော်ခုနပြောပြောလို့ပဲမောင်ဖြူကြာသာပြိတာငါးစီပြန်လာပါစေ။မဏိစနေသမီးငါးစီကိုမြန်ပြန်လာပါစေ။အဲစပြီးအဲ့လိုမျိုးလေးရေးမယ်။ပိုက်ပြီးတော့အဲ့လိုမျိုးရေးပြီးတော့တခါကျွန်တော်တွေ အဲ့ဒါကိုတခါကျွန်တော်ကြီးပြန်ပြီးတော့ကြည့်မယ်အဲ့ရေးပြီးတော့အဲ့မှန်ကွန်ကြည့်မယ်မှန်ကွန်ကြည့်ပြီးတော့ပြန်ခေါ်มาဖြစ်ပါတယ်အဲ့စာကိုပဲပြန်ပြန်ဖတ်မယ်သူ့လည်း15မိနစ်လောက်ခေါ်ပြရမှာဖြစ်ပါတယ်15မိနစ်လောက်ကြည့်ပြီးတော့ပြောနေမယ်ဥမာကြော်ကြည့်ပြီလေကြော်ကြည့်တနင်္လာသား90မြန်ပြန်လာပါသည်မက်နီပြီလေမက်နီစနေနေ့ပြီ90မြန်ပြန်လာပါပြီမောင်ဖြူပြီလေမောင်ဖြူကြာသာပြီသား90မြန်ပြန်လာပါသည်ဆိုပြီးအဲ့ဒါလေးကိုကြည့်ပြီးတော့15မိနစ်နေပါလောက်ပေါ့နော်အတိအကျမဟုတ်ဘူးတော့မှ15မိနစ်နေပါလောက်ကိုကြာတော့ကြည့်ပြောကြည့်ပြောလိုက်မယ် ကြည့်ပြောပြီးဆိုတော့ ਨੇ ပြီးတော့ပါပြီပြီးတော့ပြီးဆိုတော့ ਨੇ ကိုယ်အိမ်ထဲကိုပြန်လာလိုက်ပါအဲ့မှန်လေးကိုကိုယ်အိမ်ကိုယ်အိမ်နားလေးမှာပဲကိုယ့်ရဲ့ဒီအဲ့တဲ့နေရာလေးမှာပဲထားပေးပါအဲ့တော့ကျွန်တော်တို့ကိုတယောက်တည်းမြင်နေပါစီမို့နော်ကိုတယောက်တည်းအတွက်ထားပေါ့နော်အဲ့လိုမျိုးလေးထားပြီးတော့နှစ်ပတ်အတွင်းမှာ တော့မဟုတ်တစ်ပတ်တွင်နှစ်ပတ်တွင်သုံးပတ်တွင်မှာအဲ့လူနဲ့အဆက်အသွယ်တွေရပြီးရောကိုကိုပြန်ကိုနာကိုပြန်ရောက်လာစီပါတယ်ဗျဒါတော့အခြေအတွက်တောင်းထားတဲ့မိတ်ဆွေများအတွက်ပဲဖြစ်ပါတယ်ခဲဒါဆိုလို့ရှိရင်ရရံတစ်ခုကိုအလုံးလုတ်တက်ပြီးလို့ထင်ပါတယ်ပရမတ်ရရံအစိုးရပြောက်ပြီးရောအကောင်းလေးလာမဲ့ရရံရဲ့ဒုတိယတစ်ခါဒုတိယရရံတော့အခြေရေးအတွက်အဲ့တော့ကိုချစ်ခင်နဲ့တက်တဲ့သူတွေတငယ်ချင်းလည်းရတယ်နော်တငယ်ချင်းလည်းရတယ်အပေါင်းအသင်းလည်းရတယ်ဆွေမျိုးလည်းရတယ်အဲ့တော့ကိုရဲ့ ကောင်လေးကိုယ့်ရဲ့ကောင်မလေးလည်းရတယ်ကိုယ့်ရဲ့မျိုးသားကိုယ့်ရဲ့မျိုးသမီးလည်းရတယ်ကိုယ့်နာကိုပြင်ရောက်လာစေခြင်းဒီဂျစ်တယ်လေးလုပ်လို့ရပါတယ်ဗျကဲဒါဆိုအားလုံးပဲပြီးသွားပါပြီကဲအားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်နားမလည်လေးပိုင်းလေးလေးအဆင်ပြေတိုင်းမှရှိနေခွန်မမမိခဲ့ရေးကလေးရပါတယ်ကျွန်တော်အမြင်နဲ့ခွန်မလေးလေးမြင်လန့်ပြန်လည်းဖြေချပြပါတယ်ဗျမိတ်ဆွေများရဲ့ခက်ခဲလေးတွေကိုကျွန်တော်အမြင်နဲ့ပြန်လည်းဖြေချပြပါတယ်ကြည့်ရှုနာစေမိနဲ့မိတ်ဆွေခုနသားသမီးအားလုံးကိုလည်းထူးပဲကျေးဇူးတင်ပါတယ်ဗျအဆင်ပြေတဲ့ live subscribe နေပြီးအားပေးခဲ့ပေါင်းလို့တောင်းဆိုချင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ